ဒီဆိုတော့ bro GD အတွက်ဆိုရင်ဘယ် level ဆိုအဆင်ပြေလဲလုံးဝချောချောမွမွေးနဲ့အဆင်ပြေပြေနဲ့ဘာခက်ခဲမှမရှိ language barrier မရှိဘူးပြောရင်တော့ C1 ဟို above ပေါ့နော် C1 ဆိုရင်တော့ဒါတော်တော် advanced level ဖြစ်တဲ့အတွက်ကြောင့် English level C1 ဆိုတော့ GD စာရော subsidy နဲ့ကိုယ့်ကိုအိမ်မတင်တဲ့ပြန်လာလို့ subsidy နဲ့ပြန်လို့တာဖြစ်ဖြစ်ကိုယ့်ကိုအစာဆုံး subsidy နဲ့လောက်တာမျိုးဖြစ်ဖြစ် ACC ဟိုချောချောမွမွေးနဲ့လေ့လာလို့ရတယ်ပေါ့ဒါကတော့အတန်းပညာကတော့ရှိတဲ့နာတော့ရှိရမယ်ဆိုတော့ အချက်တော့ပါတယ်ပေါ့နော်ဒါမျိုးမရှိရင်တော့ဒါတခုတော့ပြင်ဆင်ရတာပြပေါ့နော်ကိုအတမ်းမြအတင်းသေးရှိရဲ GD စာကိုလေ့လာတဲ့အချိန်မှာ C1 above ဆိုရင်တော့ ECC subsidy နဲ့ကိုဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူး B2 ဆိုရင်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဒါပေမဲ့ C1 လောက်တော့မကောင်းဘူးပေါ့နော်ဒါပိုနှိမ့်တယ်ဆိုတော့ B2 learner ဖြစ်နေရဲဆိုရင်လေအချိန်ရရင်တော့ C1 ထိတင်လိုက်ပါတင်ပြီးတော့မှဟို prepare ပေါ့နော်ဒါပေမဲ့အချိန်မရဘူးဆိုလည်းရတယ် B2 learner ဆိုရင်ဒီ GD တော့ပြင်ဆင်နေတဲ့အချိန်မှာ C1 ရအောင်ကော့ကို improve လုပ်ပေါ့နော်ဒါပေမဲ့အဲ့ workload ကို နိုင်မှုတော့အရေးကြီးတယ်ဗောနော်အင်္ဂလိပ်စာကိုလည်းတစ်ဖက်မှာ improve လုပ်လိုက်ပဲတစ်ဖက်မှာလည်း GD ရဲ့၄ဘာသာကိုလည်းကိုကလေ့လာသင်ယူနေရမှာဒါမျိုးနိုင်နေဆိုတော့လုပ်ဗောနော် B1 ဆိုတော့ကျွန်တော်လုံးဝဟို ်အင်္ဂလိပ်စာကိုပဲအရင် improve လုပ်ပါလို့ပြောချင်ပါတယ်ဥမာကိုက pretend မယ် b1 မဟုတ်လို့ pretend မယ် pretend နေချိန်မှာ b2 ရောက်လို့မယ် okay ပြီးရင် g ဒီရောက်သွားချိန်မှာ b2 နဲ့ရောက်သွားတယ်ပြီးရင် c1 ကိုခြားထဲမှာလုပ်မယ်အဲ့လိုမျိုးဆိုတော့ဖြစ်နိုင်တယ်ပေါ့နော်မဟုတ်ဘဲနဲ့ b1 နဲ့ပဲ g ဒီတန်းတက်မယ်ဆိုတော့တော်တော်လေးကိုခက်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ဒီ g ဒီတော့အနေဆုံးတော့ comment လုပ်တာလေ b2 ကိုကျွန်တော်အနေဆုံးတော့ comment လုပ်ပဲနော်အမှန်တော့ကျွန်တော် c1 လောက် recommend လုပ်ချင်တာပေါ့နော်ဒါပေမဲ့တချို့ learner တွေကြတော့ b2 မဟုတ်ဘူး c1 လည်းမဟုတ်လို့ b2 နဲ့ c1 ကြားရောက်နေရဲ့ learner တွေရှိရပါတော့သူတို့တွေကြာတော့ English ကိုနည်းနည်းလေး polish လုပ်ပေးလိုက်ပြီးတော့ upgrade လုပ်လိုက်လို့ရှိရင် C1 ကိုလွယ်လွယ်လေးနဲ့ရောက်သွားနိုင်တဲ့ចောင်းသားចောင်းလူမျိုးတွေရှိရပါတော့သူတို့တွေကြာတော့ B2 နဲ့ဒီ B2 ကိုကြော်ကြော်လေးနဲ့ဒီ GD ကိုလေ့လာတဲ့အချိန်မှာ English စာကို improve လုပ်လိုက်လို့ရှိရင် C1 ရောက်သွားပြီးတော့ GD ကကိုယ့်အတွက်အဆင်ပြေရောဖြစ်သွားမယ်အဲ့တော့အချိန်ရရင်တော့ English ကိုတီးတဲ့ improve လုပ်ပါအချိန်များလို့ဆိုတော့တွဲလို့ပေါ့နော်ဘာလို့ဟိုအချိန်ရ English ကိုတီးတဲ့လုပ်ပါလို့ပြော GD ဖြည့်တယ်ဆိုရင်ဒါ abroad သွားဖို့တော့ chances ပိုများတယ်ပေါ့ပိုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ abroad သွားမယ့်နိုင်ငံကလည်း English international program တက်မှာ english speaking ကိုလိုတယ် english ဘာသာစကားကိုလိုတယ်ပြီးတော့အဲ့နိုင်ငံတကယ်လို့ local language mother tongue ကလည်း english ဆိုလို့ရှိရင်ကိုတခုတွေက prepare လုပ်သွားတာကိုတအများကြီးကိုအထောက်အပံ့ဖြစ်တယ်ဒီညမှာမဟုတ်ဘူးနော်ဒီ english စာရဲ့အကျိုးကျေးဇူးကလည်းပြောလို့တော့စုံးမှာတော့မဟုတ်ဘူးနော်ဒီနေ့ဒီခေတ်လိုညမှာအဲ့တော့အချိန်ကြီး english ကို prepare လုပ်ပါအချိန်မြတ်ရင်တော့ adjust လုပ်ပြီးတော့ပဲ english တစ်ဖက် jd တစ်ဖက်အဲ့လိုမျိုးတော့သွားပါနော်ဒါဆိုကျွန်တော်အနေဆုံးတော့ comment လုပ်တာတော့ b2 အဆင်ပြေပြေဆိုတော့ c1 above ဒါနဲ့ဆိုတော့ aacg ကြီးကလေ့လာလို့ရတယ်ပါနော်